2025ခုနှစ်ဇွန်လ23ရက်ဒီနေ့တင်းတာနေ့အတွက်ခုနှစ်သားမီးအလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ဖတ်ကြရမယ်ဆိုရင်တော့ရေတခွက်နဲ့တခွက်ကိုဖလှယ်လိုက်တဲ့သင်္ကြန်နမိတ်ဖြစ်တယ်နိုင်ငံခြားနဲ့ပတ်သက်ပြီးအထူးဆက်သွယ်ကောင်းတွေရလိမ့်မယ်အလုံးနှမျိုးတို့နေရာနှမျိုးတို့ဖြစ်မယ်အလုံးတဲမှာငွေကြေးရင်းနှီးမျိုးနိုင်ငံတာမျိုးတွေမိတ်ဆွေတည်တည်နဲ့အလုံးလွတ်မျိုးပေါ်မယ်ငွေရသူတွေအတွက်ကတော့သင်တန်းပညာရေးထူးခြားတဲ့အခွင့်အရေးတွေပေါ်ပါလိမ့်မယ် ကောင်းတဲ့ဆက်သွယ်ကောင်းသတင်းကောင်းတွေရနိုင်မယ်အရင်တုန်းကပဋိပက္ခဖြစ်ထားတဲ့လူတွေနဲ့ပြန်လည်သိမြတ်ချစ်ကြည်သွားတာမျိုးတွေကြုံတွေ့ရမယ်နေ့ဖြစ်ပါတယ်ဒီလိုနေ့မှာကံထူးကောင်းမှုလို့အတွက်ကတော့တရားကမိုးရည်နဲ့ခေါင်းလျှော်ရရခေါင်းစည်းရရပြုခြင်းအဖြစ်ကံတရားကိုစီကြောပြီးသားဖြစ်ပါလိမ့်မယ်ဒီနေ့မှာမိရှုနန့်စဉ်ပွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မာမုတ်ဗေရဏိယ တဲနာနေဘွားပုတိဘွားဇာတရှင်နေဖြစ်ကြပါတယ်ပုတိသဘောမကြော်သောကြော်သောဘာကနိုင်မြာဆိုသည့်တိုင်းငယ်စဉ်တွင်ခက်ခဲတော်လဲကျူးသားအထုလုံးလာကြည့်ရကြအောင်မြင်မှုများစွာရပါလိမ့်မယ်ခင်ဗျာဒီနေ့မှာကြောင်းကြတဲ့မွေးနေ့ရှင်တွေအတွက်မင်္ဂလာမွေးနေ့ပါလို့နှုတ်ခွန်းဆက်သပါတယ်ဒီနေ့ကြောင်းတဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရေရာဖြစ်နေရတော့မြတ်စွာဘုရားရှင်ကိုဓမ္မပေါင်းစွန်ကတ်လူချင်းရဟန်းတန်ခါများကိုဓမ္မပေါင်းစွန်နောက်လူချင်းဆွေမျိုးပြိဿအပြိဿများကို ဓမ္ပေါဆုံးဓမ္ပေါဒါနကျွမွေခြင်းဒါနပြုခြင်းအပြင်မွေးနေ့ရှင်တွေအတွက်တနေ့တာလုံးကံတရားရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးစုံမကနန်းတော့၅ကနန်း၊၇ကနန်း၊၃ကနန်းဖြစ်ပြီးတော့မကျွတ်တဲ့ငွေကန်ကောင်းမှုလို့အတွက်ဆိုရင်တော့ဆုံးကကြွတဲ့ကိုရင်ဦးစင်းကိုငါပြောသေးမယ်လောင်းလူတိုင်းချင်းအပြင်ငွေကြီးကန်ကောင်းပါလိမ့်မယ်စရုပ်ဆိုင်တွေ၊ကုန်းဆိုင်တွေ၊လက်ပိတ်ဆိုင်တွေ၊စားသောက်ဆိုင်တွေရောင်းပန်းတာဝယ်ပန်းနှောက်လို့အတွက်ကဆိုင်ရှိမျက်နှာသာကို နွားတို့အနေနဲ့ကြက်ပတ်လိုက်ခြင်းအပြင်တည်တည်တသာထင်ထင်ရှားရှားအယောင်းအတွက်အယောင်းထွက်ပါလိမ့်မယ်အယောင်းတိုင်းနေတဲ့ကွန်ပျူစီရင်အယောင်းတော့ဖို့လို့အတွက်ဆိုရင်လည်း shopping နေ့တစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းဖြင့်ပင်လင်းအယောင်းထိုင်းပစ္စည်းတွေဟာတည်တည်တသာအယောင်းထွက်သွားပါလိမ့်မယ်အမှုဖြစ်နေတဲ့သူတွေရှိရဆိုရင်တော့အမှုဖြစ်နေတဲ့သူရဲ့အမိကိုမလကာတိတို့မဟုတ်အသည်တလုံးပေါ်မှာရစ်ပြီးတော့ရေစည်းမှာမျောလိုက်ပါအမှုဖြစ်နေတဲ့သူအခက်ခက်တွေကလွတ်မြောက်သွားပါလိမ့်မယ် ကျမ်းမာရေးအញ្ញံခိုင်ရှိရသူတွေမိသားစုမှာရှိရဆိုရင်တော့ထို့သူအတွက်အနီအောင်ပြောင်းနိုင်မိထွန်းပြီးမြတ်စွာဘုရားရှင်ကိုတူတန်း၍ဆုတောင်းပေးပါခင်ဗျာအချစ်မြတ်တိုင်းအိမ်တော်ရေးကိစ္စရေးအတွက်ကတော့စိတ်ချမ်းသာစရာများရှိပါလိမ့်မယ်လို့နမိတ်ကောင်ဖတ်ကြားလိုက်ပါတယ်ခင်ဗျာအချစ်မြတ်တိုင်းအိမ်တော်ရေးကိစ္စတွေအဆင်ပြေချုံးမွေ့ဖို့လို့အတွက်ကတော့စတော်ဘယ်ရီဖြော်ရည်လိုမျိုးတောက်ပြီးဆုတောင်းလိုက်ခြင်းအပြင်အချစ်မြတ်တိုင်းကိစ္စတွေအေးချမ်းပါလိမ့်မယ်ခင်ဗျာဒီစီစဉ်ကိုနေ့စဉ်မှာ